ကဲအခုကျွန်တော်တို့နေ့တိုင်းသုံးနေတဲ့ computer screen လေးလေသူချင်းကဆိုရင်အကြီးကြီးတဲ့တိတ်တိုက်ကြီးတဲ့လိုပဲအခုကျတော့စက်ကူတရလို့ပန်းလာနေပြီအဲ့ဒီလိုဖြစ်လာဖို့ဘလူးတွေပြောင်းလဲလာခဲ့ရတယ်လဲဆိုတာဟုတ်ကဲ့အဲ့ဒီ MO ဆရာကောင်းတဲ့နီးပညာခရီးစဉ်ကိုအတူတူလေ့လာကြည့်ကြအောင်ဟုတ်တယ်ဒီမင်းခွန်းကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်စဉ်းစားကြည့်လေထချင်က ကိုစာပွဲတစ်ခုလုံးနှီးပါနေရာယူထားတဲ့အဲ့ဒီ monitor ထူကြီးတဲ့နဲ့အခု လက်ချဲကခဲတံတစ်ချောင်းတစ်တောင်ပါသွားတဲ့ screen နစီကိုဘလို့များရောက်လာခဲလာလဲအဲ့ဒီကြားထဲမှာဘလို့နီးပညာရဲ့အစင်စင်ပြောင်းလဲသွားလဲလဲဆိုတာကိုအသေးစိတ်ကြည့်သွားကြမယ်အခုဒီမှာရှင်ပြထားတာကိုကြည့်လိုက်တာနေတင်ကြွားချချက်က ရှင်းနေတော့ပဲဘယ်ဘက်က CRT ဆိုတဲ့အရင်ခေတ် monitor အဟောင်းကြီးညာဘက်ကကျတော့အခုခေတ် OLED အသစ်ဆက်ဆက်အလေးချိန်ရောထူတာရော မီးစားတာရော စာပွဲပေါ်မှာနေရာယူတာရော ဘာတစ်ခုမှကိုမတူတော့ဘူးတကယ်ကိုညနဲ့နေလို့ကြွားတော့တာပါကဲကောင်းပြီဒီခီးစင်ရဲ့အဆက်အဆက်အဆက်ကိုပြင်သွားကြအောင်အဲ့ဒါကတော့ catheterate အတော်ကောက် CRT လို့ခေါ်တဲ့မျက်နှာပြင်အထူးကြီးတွေခေပါပဲဖျောက်ရရင်တော့လေအခုခစ်တဲ့ display နိပညာအလုပ်ရဲ့အဘိုးကြီးပေါ့ CRT ဆိုတာဘာလဲဆိုတော့ အခြေခံအားဖြင့်သူကကြီးမားတဲ့လေဟာနယ်ဖန်ပြုံကြည့်ခိုးပဲသူ့ရဲ့အနောက်ဘက်မှာ electron gun လို့ခေါ်တဲ့ electron တနက်ပါတဲ့အဲဒီကနေ electron အမှုန်တန်းတွေကိုရှေ့က phosphorus ထုတ်ထားတဲ့ screen ပေါ်ကိုဖြူးခနဲ့ပြစ်လွတ်လိုက်တဲ့အဲဒီအခါမှာအလင်းတွေထွက်လာပြီးရုပ်ပုံတွေပေါ်လာတာပေါ့ဟိုးရန်ခဲကဒီဗီအလုံးကြီးတွေအလုံးလုံးရဲ့နီးဖညာနဲ့တပုံစံနီးပဲနင်းနေလေးပို့အသေးစိတ်ကြည့်ရအောင် CRT ကဘလို့လှုပ်လှုပ်လဲဆိုတော့ အနောက်ကအီလက်ထရွန်တနက်က ဖြစ်လိုက်တဲ့အမှုန်တွေကလည်း screen ပေါ်မှာရှိတဲ့အနီရောင်အစိမ်းရောင်အပြာရောင် phosphorus အဆက်လေးတွေကိုအဆီဇင်တကြတဖြစ်ဖြစ်နဲ့တွားရိုက်ခတ်တာအဲ့လိုရိုက်လိုက်တဲ့အခါအဆက်လေးတွေကလင်းလာတယ်အဲ့ရောင်တွေပေါင်းဆက်ပြီးလာမှရုပ်ပုံတစ်ခုဖြစ်လာတာပါဒီဖြစ်စဉ်တစ်ခုလုံးကမစ္စတာမင်းအတွင်းမှာအချိန်ပေါင်းများစွာဖြစ်နေတော့ကျွန်တော်တို့ကယိုကလင်းနေတယ်လို့မြင်ရတာပေါ့အဲ့တော့ CRDT နေကသူခဲ့သူအခါမှာတော့အယံအသွေးလည်းမဆိုးဘူးတုံပြံမှုနှုန်း response time လည်းမြန်းနေဒါပေမဲ့သူ့မှာအကြီးမားဆုံးပြဿနာတွေရှိနေတယ်။ဘာတွေလဲဆိုတော့အလေးကြီးပဲ။မိရလည်းအသားကုန်စားတယ်ပြီးတော့အပူကလည်းတော်တော်ထွက်တာ။အဲဒီလိုအားနည်းချက်တည်းဒီပြဿနာတွေကြောင့်ပဲနှီးပညာအတိတ်ဟုလို့ကိုလိုအပ်လာတာပါ။အဲ့ဒီမှာပဲ CRDD ရဲ့ပြဿနာတွေကို ဖြေရှင်းပေးမဲ့ဒေါ်လန်ကြီးတစ်ခုစတင်လာပါတော့တယ်။အဲ့လာကတော့ Liquid Crystal Display လူသိများတဲ့နာမည်နဲ့ဆိုရင်တော့ LCD ဖြစ်ပါပဲ။ LCD က CRD နဲ့အလုံးလုံးပုံလုံးဝကိုမတူတော့ဘူး။သူမကနောက်ခံမှာအမဲရန်လင်းနေတဲ့မီ backlight တခုရှိရဲ့အဲ့ဒီအလင်းရှေ့မှာကအရေပုံဆောင်ခဲ liquid crystal အလွာတခုခံထားတယ် အဲ့ဒီ liquid crystal တွေကသေးသေးလေးတွေနဲ့တကားလေးတွေလိုပဲလိုအပ်တယ်လို့အလင်းကိုပိတ်လိုက် ဖွင့်လိုက်လို့ပေးပြီးရုပ်ပုံတွေကိုဖော်ပြပေးတာပါ SCD တွေပေါ်လာတာနဲ့ CRD တွေရဲ့အကြီးဆုံးပြဿနာဖြစ်တဲ့အလေးချိန်နဲ့နေရာယူတဲ့ကိစ္စကိုချက်ချင်းချေရှင်းပြတာဖြစ်သွားတယ်။ဟုတ်တယ်။ပါသွားတယ်၊ပေါ့သွားတယ်၊မိစားလဲအများကြီးတက်တာသွားတယ်။ ါပေမဲ့အစာပိုင်းမှာထွက်တဲ့ LCD တွေမှာလည်းသူအားနေချက်နဲ့သူတို့ရှိခဲ့တာပေါ့ဥပမာဘေးဆောင်ကြည့်လိုက်ရင်အယောင်တွေကတစ်မျိုးဖြစ်သွားတာတို့လှူရှားမှုမြန်တဲ့ရုပ်ရှင်တွေဂိမ်းတွေမှာပုံရိပ်ကဝါဒါရဆွဲချန်ခဲ့တာမျိုးတွေပေါ့ဒီနေရာမှာလူတော်တော်များများနင်းနင်းရှုပ်ထွေးတတ်တဲ့ဒါမှမဟုတ်မားတတ်တဲ့အချက်တခုရှိရဲ့အဲ့ဒါက LED monitor ဆိုတာ LCD နဲ့လုံးဝကွဲပြားတဲ့နည်းပညာတကြီးလို့ထင်ကြတာပဲ။ တကယ်တော့အဲ့လိုမဟုတ်ဘူးနော် LED ဆိုတာကအခြေခံက LCD ပါပဲသူရဲ့နောက်ခံ limiter system ကိုပိုကောင်းအောင်အစ်စ်မြင့်ချတာတက်တက်ပါပဲဆိုတော့ဘလို့အစ်စ်မြင့်လိုက်တာလဲစီအစောပိုင်း LCD တွေက CCFL လို့ခေါ်တဲ့မီးချောင်းရည်ကြီးတွေကိုနောက်ခံမီးဖြစ်တုံးခဲ့တယ်အခုနောက်ပိုင်းကျတော့အဲ့ဒီမီးချောင်းရည်တွေအစားအလွန်သေးငယ်တဲ့ LED မီးလုံးလေးတွေကို ပြောင်းသုံးလိုက်တယ်။အဲ့ဒီလိုပြောင်းလိုက်တဲ့အတွက်ဘာတွေဖြစ်လာလဲ monitor တွေကပိုပါလာတယ်မီးစားပိုတက်တာလာတယ်ပြီးတော့အလင်းမောင် contrast ကလည်းပိုကောင်းလာတာပေါ့ဒါက LCD နီးပညာတို့တကယ်ကိုကြီးမားတဲ့အစင်းမြင့်တင်ကိုတခုပဲကဲနောက်တစ်ဆင့်ဒါကတော့ display နီးပညာမှာတကယ်ကိုခုံပြန့်ကြော်လာမှုတခုလို့ပြောလို့ရတဲ့ OLED စီကူရောင်းလာပါပြီသူ့ရဲ့အတိတ်ကအာသာချက် သူ့ရဲ့စွမ်းအားပါပါလဲဆိုလို့စစ်မှတ်တဲ့အနေရောင်စစ်စစ်ကိုဖော်ပြနိုင်စွမ်းပါပဲ။ OLED က LCD နဲ့အခြေခံမှာကိုလုံးဝကို ကွဲထွက်သွားပြီ။ဘာလို့လဲဆိုတော့သူ့မှာနောက်ခံအလင်း backlight ဆိုတာလုံးဝလုံးဝမပါတော့ဘူး။သူ့ရဲ့ pixel တစ်ခုချင်းစီက organic jet bound နေနဲ့လုပ်ထားပြီးကိုယ်အလင်းနဲ့ကိုလင်းနိုင်စွမ်းရှိတယ်။အဲ့ဒါကို self emissive နိပညာလို့ခေါ်တာပေါ့။အဲ့ဒီ self emissive ဖြစ်တဲ့အတွက်ဘာဖြစ်သွားလဲ။ ဒါက OLED ရဲ့အဓိကတော့ချက်ပဲအနက်ရောင်ပြချင်တဲ့ pixel တခုကိုလစ်စစ်မပေးဘဲလုံးဝကိုပိတ်ချလိုက်လို့ရတယ်အနောက်မှာ backlight မရှိတော့အလင်းရိုဆင်းမှုဆိုတာလည်းမရှိတော့ဘူးအဲ့တော့ဘာရလဲပြီးပြေဆုံးတဲ့အနက်ရောင်စစ်စစ်ကိုရတယ်အဲအကြောင်းသူ့ရဲ့ contrast ratio ကအဆုံးမရှိဖြစ်သွားတာဒါက LCD အခြေခံနည်းပညာတွေမှာဘယ်လုံးမှဘယ်လုံးမှမရနိုင်တဲ့အာသာချက်ပါ ဆော OLED ရဲ့အားသားချက်တွေကိုကြီးလိုက်ရင်တကယ်ကိုအံ့မခံပဲပြီးပြည့်စုံတဲ့အနေအရအယောင်တွင်းတဲ့ contrast ကအထူးပြောစရာမလိုအောင်ကောင်းတယ် response time ကလည်းအလွန်မြန်းတယ်ဒါဒီမကသေးဘူးအလွန်ပါလွှာအောင်ကိုေးလို့ရအောင်တောင်လုပ်လို့ရတယ်ဒိုင်မစ်ကောင်းတာတွေကြီးတော့မခုတ်သေးဘူးပေါ့သူမှလည်းအားနည်းချက်တွေရှိနေတော့မယ်အဓိကကတော့ဈေးအရန်ကြီးတာရဲ့ နောက်ပြီးတော့ပုံတပုံလဲကိုအကြကြီးဖွင့်ထားမိရဲ့ screen မှာအစင်းရလို့ဆွေးကြံဝါတက်တဲ့ burning ဖြစ်နိုင်ခြေရှိနေတာပါပဲကဲအတေးကနီပြစ်စုပန်အထိခီးဆက်လာခေးပြီဆိုတော့အနာခတ်မှာတော့ဘာဒီဆက်ဖြစ်လာမလဲဆိုတော့ခဏချီရဲနဲ့ဒီခီးစဉ်တစ်ခုလုံးကိုပြန်ပြီးအနှချုပ်ကြည့်ကြရအောင်အခုမြေမောက်ခီမှာတော့ပြင်ဆိုင်မှုတွေကတော်တော်ပင်းထန်နေတဲ့ QLED ဆိုတာကတော့ LCD ကိုပဲ quantum dot ဆိုတဲ့အလွာလေးထပ်ထည့်ပြီး ရောင်သွေးကိုပိုကောင်းအောင်လှုပ်ထားတာ mini LED ဆိုတာကြတော့ LCD ရဲ့ backlight မှာ LED မီလုံးအသေးလေးလေးထောင်ပေါင်းမြုံစွာထုံးပြီးအနက်ရောင်ကို OLED နီးပေါင်းကောင်းအောင်ကြိုးစားထားတဲ့နည်းပညာပေါ့နောက်ဆုံး micro LED ဒါကတော့အနာဂတ်ရဲ့အလားအလာအကောင်းဆုံးလို့ပြောနေကြတယ် သူက OLED လို့ pixel တစ်ခုချင်းအလင်းထုတ်နိုင်တာရော LED လို့ကြားရှိခံပြီးပိုတက်ပါတာရော အားထားချက်တစ်ခုကိုပေါင်းစပ်ထားတာမို့လို့ပါဒီလမ်းကြောင်းကို ပြန်ကြည့်လိုက်ရင်ဆယ်စုနှစ်တွေနဲ့အမြဤပညာတွေဘလောက်တောင်ခွန့်ပြန်ကျော်လွှားပြီးပြောင်းလဲလာခဲ့တယ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဟိုထောင်ပေးတာခုနှစ်ချက်ခုနှစ်တွေက CRD အထူးကြီးတွေခက်အနေ2000ခုနှစ်တွေမှာ LCD တွေနဲ့တော်လန်ရေးစတင်ဟဲ့ 2010ခုနှစ်တွေမှာ LED backlight ကြောင့် LCD တွေပိုပါပေးပိုကောင်းလာတယ်။အခု2020နောက်ပိုင်းမှာတော့ OLED ကနေရာယူလာပြီပေါ့။ကဲနောက်ဆုံးအနေနဲ့ဒီနေ့ပြောခဲ့တာတွေအားလုံးကိုတစ်ချက်ထဲနဲ့ပြန်ကြည့်လို့ရအောင်ဒီမှာအညွှတ်ချုပ်ဖေးထားပါဗါး။နိပညာတခုချင်းစီမှာပါဘက်လိုက်သုံးလဲသူရဲ့အဓိကအားသာချက်ကပါလဲ အဓိကအားနည်းချက်ကပါလဲဆိုတာကိုနိုင်စင်ကြည့်လို့ရပါတယ်။ဒါကတော့ဒီနေ့ခီးစင်တစ်ခုလုံးရဲ့အဓိကမသားစရာအချက်တွေပါပဲ။အဆုံးတိုက်အနည်းနဲ့စဉ်းစားရှာမိကုန်းလေးတစ်ခုနဲ့ဒီကုန်းချုပ်ချင်ပါတယ်။နီးပညာတွေကဒီလောက်ထိတိုးတက်လာခဲ့ပြီဆိုတော့ကျွန်တော်တို့သုံးနေတဲ့ monitor တွေကိုစက်ကိုတွေးရလို့လိပြီးတင်တော်လို့ရမယ်နေကိုရောပရောလော့မီတွေးရနိုင်မလဲဒီ display နီးပညာတွေနောက်တစ်ဆင့်ကဘာဖြစ်လာမလဲဆိုတာကတော့တကယ်ကိုစစ်လို့ရှာဖို့ကောင်းတဲ့အနာဂတ်တစ်ခုပါပဲ။